ပါကြိုက်ဆရာတော်ကြီးကတကိုးကြီးလားဗျာအာသူကမြန်မာနိုင်ငံမှာတကိုးအကြီးဆုံးပုဂ္ဂိုလ်ကပါကြိုက်ဆရာတော်ကြီးဖြစ်ပါတယ်နော်ဥဒ္ဒရဗုဒ္ဓတာသနာမှာတကိုးသုံးမျိုးရှိတယ်မြေရှိုးမိုးပြန့်ခြင်းစတဲ့တကိုးတွေကိုပြည့်လုံနိုင်တဲ့အိဒီပါတိဟာဗီရဲ့တကိုးနောက်နမနကကြတော့သူတစ်ပါးရဲ့စိတ်အကြံတွေကိုဒီလူပါကြံနေတဲ့ထတာတွေကိုတိတဲ့အာဒေသနာပါတိဟာဗီရဲ့တကိုးနံပါတ်3ကကြတော့ လူမိုက်တွေကိုယဉ်ကျေးလက်အောင်လူယဉ်ကျေးတွေကိုပို့ပြီးယဉ်ကျေးမှုရှိလာအောင်ပညာမရှိတဲ့သူတွေကိုပညာရှိလာအောင်လမ်းမနေတဲ့ပုဂ္ဂိုလ်ကို လမ်းမရောက်အောင်ပြုလုပ်ပေးနိုင်တဲ့အနုတာတနီပါတိဟာဘီရဲ့တကူ၃မျိုးပါမြတ်တရားကရှင်းနှစ်ခုကို မကြိုက်ဘူးဘာကြောင့်မကြိုက်ကြတယ်ဆိုလို့ရှိရင်အဲ့ဒီအရာကသူမရှိလို့ရှိရင်လည်း သူမဘောခင်ကလေးကတဘောရှိတယ်တကယ်သူအာသမန်တို့ချင်းအာဒါကပြိမထူးဆန်းပါဘူးကွာနော်ရန်ကရမမဟုတ်ဘူးရှီတော်မလူတွေလုံနိုင်ဆိုပြီးတော့လူတွေကအကြံဖြစ်မှာဆိုလို့အဲ့ဒီနှစ်ခုကိုမေတ္တာပြကတဘောမကြပါနော်ဘာကိုတဘောကြတယ်လဲဆိုလို့ရှိရင်ဂျီဂျေးအောင်သုံးမတက်တဲ့အနုတတန်ဒီပါတီဟာရဲ့တကောကိုတဘောကြပါဒါကြောင့်ရန်တော်တွေကိုမေတ္တာပြက အနုတာတဏီပါတိဟာရဲ့တကောကိုပြုလုပ်ဖို့တိုက်တွန်းပါတယ်။နော်။ဒါကြောင့်ဥဒင်းလူလက်ရှိမန္တန်ကမှာပါကျဲတော်ကြီးကတကောအကြည့်ဆုံးဖြစ်ပါတယ်။